အရှင်ပုထုဇဉ်လူသားအပေါင်းတို့ကနေ့စဉ်နဲ့အမျှစားဝတ်နေရေးအရေးကြီးသောမှကိုစောင့်ရနေကြရတယ်။ညာနာလူသားတွေကလည်းညာနာအလျောက်ကာယလူသားတွေကလည်းကာယအလျောက်လောက်ကင်နေထိုင်ကြရပါတယ်။ထိုအလောက်ခွေမှာကာယလူသားပဲဖြစ်ဖြစ်ညာနာလူသားပဲဖြစ်ဖြစ်အာဟုသူစိတ်ရိုင်းနေမဝင်စီဘူးဗုဒ္ဓဂုံတော်တစ်ခုခုကိုစိတ်ထဲမှာပွားနေရင်အာဟုသူစိတ်တွေဖြစ်ပြီးအလွန်အကျိုးထူးမြတ်ရရှိပါတယ်။ ရရှိနိုင်တဲ့အကျိုးအထူးတွေကတော့တေအရဟံဂုဏ်တော်ပွားလျင်ဘေးရန်ကင်းကျန်းမာ၏လက်လာပါပေါ်များ၏နေရထိုင်ခင်ကောင်းကောင်းနေထိုင်ရ၏နှင့်တမာတမုတ်တော်ဂုဏ်တော်ပွားများလျင်စိတ်ရှင်လန်း၏ဉာဏ်ပွင့်လင်း၏စာမေးပွဲတွေလွယ်လွယ်ကူကူအောင်မြင်၏၃ဝိဆာစရဏတမန္နာဂုဏ်တော်ကိုပွားလျင်ဝိဆာပညာဖြင့်အတတ်မွေးရ၏ပြိုင်မဲ့မရှိတက်မြောက်ကျွမ်းကျင်ရ၏၄ ူကတော်ကုံတော်ပွားလျင် စကားစစ်ထိုးနိုင်၏အမှုအခင်းနိုင်၏အရာဝယ်ကောင်း၏အရေးကြီးကိစ္စပြောဆိုအောင်မြင်၏ငါလောကဝိတုကုံတော်ကိုပွားလျင် လောကရေလူမှုရေးအဖျားများတို့ကိုရှင်းရှင်းလင်းလင်းပိုင်ပိုင်နိုင်နိုင်သည်၏6အနုတရောကုံတော်ကိုပွားလျင် လူနေတို့၏အလဲတွင်ကြော်စော၏လူတကာချစ်ခင်ခြင်းလေးစားခြင်းကိုခံရ၏ခုနှစ်တထာဒေဝမနုဿာနံခုံတော်ကိုပွားလျင် နှုတ်ဆရှာစထမြန်ရာဤဆိုရာရာဤပြောရိုင်းအောင်ဤကြံတိုင်းပြီးမြောက်ရာဤစိတ်တစားဝေဒနာရှိမှာကိုဤကုံတော်ကိုယူပြီးရေမန်းထုတ်လျင်ပြောင်းကင်းရာဤရှေဘုဒ္ဓကုံတော်ကိုပွားလျင်ဘေးဆိုးရန်ဆိုကံကြမဆိုအမျိုးမျိုးမှလုကင်၍ချမ်းသာခြင်းအမျိုးမျိုးနှင့်ပြည့်စုံရာဤကိုဘဂဝါကုံတော်ကိုပွားလျင်ဖုန်တကိုကြည်ဤတေသောအာနုဘောကြည်ဤမိမိပြောသည်မဟောသည်မအောင်မြင်ရာဤ ဗုဒ္ဓဘုရားရှင်လက်ထက်တော်ကသူ့ဘုဒ္ဓီအမည်ရှိသောယဟန်မထေရတစ်ပါးရှိခဲ့၏။ထိုမထေရဘဝတစ်ခုတွင်ဗုဒ္ဓဤဂုဏ်တော်များကို အမြဲမပြတ်ယူဖတ်ခဲ့၏။ထိုဗုဒ္ဓနှုတ်သက်တိဘာဝနာကုသိုလ်ကြောင့်ဘဝပေါင်းများစွာအပေတကားပိတ်၍နေသားဘဝအကျဉ်3000ဖြစ်ခဲ့ရ၏။တရားမင်းဘဝအကျဉ်80ဖြစ်ခဲ့ရ၏။စัจ जा မင်းအဖြစ်အကျဉ်1000ဖြစ်ခဲ့ရ၏။ရိုးရိုးပတိတရေဧကရိမင်းအဖြစ်ကမေယေမတွက်နိုင်အောင်ဖြစ်ခဲ့ရ၏။ ဖြစ်လျာဘဝတိုင်းစီးစိမ်ဥစ္စာများဤလျော့ပါခြင်းမရှိယခုနောက်ဆုံးဂရမဗုဒ္ဓဘုရားရှင် လက်ထက်တော်မှထုတ်မထိပ်သည့်အဘိညာဉ်နှင့်ဇံဝေစားသောအရာတွင် အမျက်ဆုံးဧကတဘွဲကိုရရှိ၏ယောဟန္နာမထေရမြတ်ကြီးဖြစ်ပြီးနိဗ္ဗာန်အငြိမ်းစားတတ်ကြီးသို့အပိတိုင်ဆံဝင်သွားတော်မူပါ၏ဂုံတော်ပွားရခြင်းအကျိုးကျေးဇူးများကညပြလာပါသည်အကျိုးဆက်ခွန်မျိုးကိုပွားများသူတိုင်းရရှိပါသည်တင်း မိမိခန္ဓာကိုယ်အတွင်တန်တန်သည်ဇွေဒီအိမ်နှင့်တူသည်ဖြစ်၍သူတော်ဘာတို့၏ပူဇော်မှု လေးစားမှုကိုခံယူရ၏။နေစိတ်တက်ရဲရဲတည်ကြည်၏။သုံးတေကန်ဤမတွေ့ဝီပဲတည်ရ၏။တည်ပြီးနောက်ကောင်းရာသူကတိပုံကိုရှောင်းရ၏။လေးနဝခဖျားနေတွေ့လျင်တစ္ဆာလေးပါတရားတော်ကြီးကိုတည်လွယ်၏။ငါအမျိုးမြတ်၏။၆သူတော်ဘာအယုသေးပြုခြင်းကို အမြဲခံရ၏။ခုနေ့ ်ချီမွန်းထိုက်သောကိုအင်ကာနှင့်ပြေဆုံး၏ရှေအစင်းလာ၏အရွယ်နုပြိုရာ၏ကိုကိုအနက်ကြိုင်တင်ရာ၏တဆေကတွင်းရနက်မွေးကြရာ၏ဆတေကြီးကျယ်သောဉာဏ်ပညာနှင့်ပြေဆုံး၏စနေနန်းနေသောဉာဏ်ပညာနှင့်ပြေဆုံး၏ဆတုံထက်မြက်သောဉာဏ်ပညာနှင့်ပြေဆုံး၏ဇလီလျင်မြန်သောဉာဏ်ပညာနှင့်ပြေဆုံး၏ဆငါရွှင်သောဉာဏ်ပညာနှင့်ပြေဆုံး၏ 16. စမ်းကြဲသောဉာဏ်ပညာနှင့်ပြည့်စုံ၏ 19. စကားကောင်းကိုဆိုနိုင်၏ဤကုံတော်များကိုရွတ်ဖတ်ပါသဖြင့်ရရှိသောအကျိုးကျေးဇူး19မျိုးကိုပညာရှိဆရာတော်ကြီးများကလောလောကူကူမှတ်မိစေဖို့ကြပြလင်ကတိဆက်ထားပါရယ်ဇေဒီအတူစိတ်မူတီကြီးရောင်းမီနဲ့ရွာ တွေးခါတိလွယ်မြင့်ွယ်အမျိုးရိုးကျိုးခံရပြေဝအင်ကစင်းလာစွာနှင့်ကာယခံရင်ကြိုက်တင်းမွေးကျူး ကျေတူးပညာနတ်စွာထက်ရွှင်ဖြင့်မြန်စံကျဲကောင်းကျွယ်စကားဆိုနိုင်ကြသည် ဖရာကုံတော်ပွားကြူတီဤဖရာကုံတော်ပွားရပါသဖြင့်ရရှိသောအကျိုးဆက်ခွန်းမျိုးကိုထေရီတေရာပါဠိတော်နှင့် အထာကထာတို့မှဖော်ပြထားပါသည်ရင်းကြောင့်ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့ကစောင်းဝင်းနေရေးစောင်းရွက်ကြရေးညာနာလုံသားဖြစ်ဖြစ်ကာယလုံသားပဲဖြစ်ဖြစ်အလုံးလုံးကြရေးအကုသိုလ်စိတ်များမဝင်ရပဲကုသိုလ်စိတ်များဖြစ်နေစေရန် မြတ်ဗုဒ္ဓ၏ဂုဏ်တော်တစ်ခုခုကိုပွားများနိုင်ကြပါစေရန်တိုက်တွန်းလိုက်ရပါတယ်။ယခုကာလများဘေးအန္တရာယ်တွေကလည်းများလာပါတယ်။ယောဂအမျိုးမျိုးတို့ကလည်းတစ်ခုပြီးတစ်ခုပေါ်ပေါက်လာရတယ်။ကမ္ဘာကြီးသည်လောဘဒေါသမောဟမိကြီးသုံးမျိုးလမ်းမြခြင်းကိုခံနေရပါတယ်။လူသားတို့၏ပြုလုပ်မှုကြောင့်လူသားတွေပဲပြန့်ခံရတယ်။မြေသည့်တိုင်းပြည်မြေသည့်လူမျိုးမြေသည့်ဘာသာဝင်တွေကပဲလုံလုံမိမိပြည်တော်စုနိုင်ငံတော်ကြီးမှာ ဘေးဥပတ်အမျိုးမျိုးယောဂအမျိုးမျိုးမဖြစ်ပေါ်ကြစေဖို့ဤများလွယ်ကူလာသောဗုဒ္ဓဂုဏ်တော်တစ်ခုခုကိုလူတိုင်းပွားများနိုင်ကြပါစေလို့တိုက်တွန်းလိုက်ရပါတော့တယ်ရှင်။ဖျားဂုဏ်တော်ကိုပါပါဠိမြမပြန်တဲ့ဂုဏ်တော်ပွားရကျူဣတိပိတော်ဘဂဝါတအရဟံနှင့်တမာတမုတ်တော်သုံးဝိဇ္ဇာစရဏတမန်တော်လီသူကတော်ငါလောကဝိတု၆ အနုတရောပုရိသဓမ္မတာရတိ9တထာဒီဝမနုဿာနံ8ဘုဒ္ဓ9ဘဂဝါ10အရဟံကိလေသာအညစ်အကြေးတို့မှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရား2တမ္မာတမုတ်တော်သိစရာမှန်သည်မဒဇမကြံတယံပူညာဖြင့်အမှန်တိုင်းသိတော်မူသောမြတ်စွာဘုရား3ဝိစာစရဏတမန်တော် အတိတရာအကျင့်တရားတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဝါဝိဇ္ဇာသုံးပါးဝိဇ္ဇာရှိပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဝိဇ္ဇာသုံးပါးတိပုပ်ပေနိဝါသာနုတတိညံရှေရှိဘုရားတို့၌ပြည့်ပြည့်ခဲ့သမျှကိုပြန်၍တတိယနိုင်သောညံနှင့်ဒိဗ္ဗစကုညံနမျက်စီကဲ့သို့အဝေးနှရှိသောအရာသိငယ်သောအရာတို့ကိုမြင်နိုင်သောညံသုံး အတဝက်ခရညံကိလေသာအတဝတို့ကိုကုန်ခန်းစေသောညံဝိဇ္ဇာရှိပါ၁ပုပ်ပေနိဝါသာနုတတိညံ၂ဒိဗသကုညံ၃အတဝက်ခရညံ၄ဝိပဒနာညံယုံနံတို့ဤအနေစာဒုက္ခအနတ္တသဘောတို့ကိုတည်သောညံ၅စေတောပရိယညံသူတော်ဘာစိတ်ကိုတည်သောညံ၆မနောမယိတိညံမိမိခန္ဓာကိုယ်အတွင်၌ တခြားခန္ဓာကိုယ်တစ်ခုကိုစိတ်ဖြင့်ဖန်ဆင်းနိုင်သောဉာဏ်ခုနှစ်ဒိဗ္ဗတော်တာဉာဏ်အဝေးမှအတန်တင်းငယ်သောအတန်တို့ကိုကြားနိုင်သောဉာဏ်ရှေးအေဒီဝိဒဉာဏ်တကူအမျိုးမျိုးဖန်ဆင်းနိုင်သောဉာဏ်စရဏတရား15ပါးတတီလာကိုယ်နှုတ်နှပါးကိုစောင့်စည်းထိန်းသိမ်းခြင်း၅ပါးတီလာ၈ပါးတီလာပါတိမောက္ခတီလာစသည်များနေဣန္ဒြိယတံဝရာ မျက်စိနာနှာခေါင်ရှာကိုဆဲဟူသောအင်ဒရီ၆ပါးနေဆက်၍ကိလေသာမဖြစ်ရအောင်စစ်ပေါ်သမ ्या ကိုတတိပြည့်ရှုတည်နေခြင်း၃။ဘောဇနေမတာညူတာချင့်ချယ်၍စားတောက်ခြင်း၄။ဇာဂရိယာနုယောကနုနုကြကြရှိမှုတတိတီဟူသောနိုးကြမှုအမြဲရှိနေခြင်း၅။တဒာယတနာ၃ပါးနှင့်ကံကံဤအကျိုးကိုယုံကြည်မှု၆။တတိ ကုသိုလ်ကောင်းမှုတို့ကိုတတိယခြင်းခုနှစ်ဟီရီမကောင်းမှုပြုရမည်ကိုရှက်ခြင်း၈အော်တပ်ပါမကောင်းမှုပြုရမည်ကိုကြောင်လန့်ခြင်း၉ဝရိယကုသိုလ်ရည်ရွယ်၌အားထုတ်ခြင်း၁၀တုဒ္ဒအပြည့်ကင်းသော အကြာမြင့်ဘဟုတုဒ္ဒ၁၁ပညာအတိအလိမ္မာအတ္တပညာ၁၂ပထမဇံ၁၃ဒုတိယဇံ၁၄တတိယဇံ၁၅ စဒုထဆန်သူကတော့ကျိုးရှိဟုတ်မှန်နှစ်တန်သောစကားဟုသာမိကြတော်မူတတ်သောမြတ်စွာဘုရားဝါကျိုးရှိဟုတ်မှန်သူခံတာသောစကားနှင့်ကျိုးရှိဟုတ်မှန်သူမခံတာသောစကားဤနှစ်ပါးကိုသာမိကြတော်မူတတ်သောမြတ်စွာဘုရားငါလောကဝိတုတတလောကဩဃာတာလောကသင်္ခါရလောကတည်းဟုသော လောကသုံးဝင်ကိုအကုန်စင်သိမြင်တော်မူသောမြတ်စွာဘုရား၆ အနုတ္တရောပုရိသဓမ္မတာရတိမရင်ကျေးကြညာတတဝါများကိုရင်ပါလီအောင်သွေးဆောင်ဆုံးမခြင်း၌တုပတ်ကင်းတော်မူသောမြတ်စွာဘုရားခုနိတထာဒီဝမနုဿာနံလူနေပြမတတဝါတို့၏ဆရာတစုအစိဖြစ်တော်မူသောမြတ်စွာဘုရားရှေ့ဗုဒ္ဓသစ္စာလေးပါအမှန်တရားကို ပိုင်းခြားတင်တင် သိမြင်တော်မူသောမြတ်စွာဘုရားဝါသစ္စာလေးအင်ကိုယ်တိုင်မြင်၍တပည့်တွေကိုလည်း ိစေတော်မူသောမြတ်စွာဘုရား၉။ဘဂဝါအိတရိယသာတိဖုံးချောက်လီနှင့်စုံညီပြေဝစေသောမြတ်စွာဘုရား။ကာကြီးကိုရောမြတ်ဤစိတ်တော်ကိုစိုးပိုင်နိုင်နှင်းတော်မူခြင်းတည်ဟုသောအိတရိယဖုံးတော်။ခါခွေမတ်ဖို့နိဗ္ဗာန်ကိုတန်သောလောကုတ္တရာတရားတည်ဟုသောဓမ္မဖုံးတော်။ခါငယ်ဟုတ်တိုင်းမှန်စွာတုံးပြသောလောကမှာညံ့နှံ့ကြောစေရခြင်းတည်ဟုသောယတဖုံးတော်။ ကာကြီးအင်္ဂါကြီးငယ်တင့်တယ်ပြေဖြူအချိုးတကြတပ်ပေတော်မူလာခြင်းတီးဟုသောသီရိဖုံတော်ငါအလိုရှိတိုင်းမဆိုင်ခဏပီးစည်းတော်မူရခြင်းတီးဟုသော ကာမဖုံတော်စာလုံးအရဟတမညံတပေညုတညံတိုင်အောင်ရစေနိုင်သည့်ကြံ့ခိုင်ကြီးမသောဝရိယတော်တီးဟုသောပယတဖုံတော်ဤဖုံတော်၆ဆုံနှင့်ကုံလုံးပြေဝတော်မူသောမြတ်စွာဘုရား ဤသို့လျင်အရဟံစတာဂုံကိုပါနှင့်ထူးခြားဂုံလုံးပြည့်စုံတော်မူသောမြတ်စွာဘုရားကိုတပည့်တော်သည် ကြည်ညိုမျက်နှုလက်ဆောင်မှု၍ရှ िख ိုးကြောပါ၏မြတ်စွာဘုရားဘုရားကုံတော်ပွားရခြင်းအကျိုးလင်္ကာဇွေဒီပမာ စိတ်မာတီကြီးရောင်မြည်နှံ့ရွာတွေ့ကာတိလွယ်မျက်နွယ်အမျိုးယူကျိုးခံရာပြိဝအင်းကစင်းလာစွာဖြင့်တာယာကတွင်ကြိုက်သိမ်းမွေးကျူးကြီးမှုပညာ